မင်္ဂလာပါရှင်ရမညာအေစီဂျိုနိုင်ငံရေးသူတည်တနာဌာနနဲ့လွတ်လပ်သောမွန်တရဲအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငြိမ်းချမ်းရေးသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ရင်းနှစ်ဘီလင်တွေကစစ်ကောင်စီလှုပ်ရှားမှုအရွေ့ဆိုတဲ့ခေါင်းစဉ်နဲ့ကျမနွန်တွေကပြောပြပြသွားမှာပါမွန်ပြည်နယ်အတွင်း ဖေဖော်ဝါရီလတလတာဖြစ်ပေါ်တဲ့စစ်ရေးဆိုင်ရာသတင်းတွေတွေကဘီလင်းမြို့နယ်နဲ့အေးမြို့နယ်ကစစ်ကောင်စီတပ်တို့ရဲ့စစ်ရေးဆိုင်ရာလှုပ်ရှားမှုအကြောင်းကိုအဓိကထားပြီးဒီတစ်ပတ်ငြိမ်းချမ်းရေးတုံ့သက်ချက်မှာတင်ပြထားပါတယ်။ မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မက်ပလီပြူဟာစခန်းကိုပြီးခဲ့တဲ့လကစပြီးကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဦးဆောင်တဲ့ပူပေါင်းတပ်တော်စတင်တိုက်ခိုက်နေခဲ့ပြီးစစ်အာဏာသိမ်းလေးနှစ်ပြည့်တဲ့ဖေဖော်ဝါရီလတရနေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်လာပါတယ်။ မပလီပြူဟာစကန်ဟာမွန်ပြည်နယ်မှာရှိတဲ့စစ်ကောင်စီစကန်တခုဖြစ်ပေမဲ့ကန်ယူတမဟာတင်နဲ့တမဟာငါတို့ကိုကြောခံပေးထားပြီးအင်အားတရာနီးပါးတက်ဆွဲထားတဲ့စကန်တခုလည်းဖြစ်ပါတယ်။ စကန်သိမ့်ပိုက်ရာမှာကရင်ပူပေါင်းတပ်ဖွဲ့တွေရရှိလိုက်တဲ့တာဝဲပြစ်ဟာဝဲစာအမြောက်ကြီးတွေကိုကြည့်ချင်းအားဖြင့်မက်ပလီစကန်ဟာစစ်ကောင်စီအတွက်စစ်ရေးအရာဘလောက်ထိအရေးပါနေကြောင်းကိုမြင်သာစေခဲ့ပါတယ်။မက်ပလီစကန်ကိုအမတ်ရှင်စစ်စင်ရေးကုကံမှုဌာနချုပ်နေပြူဟာနှင့်ပုံမှုကြီးတက်လွင်ဦးနဲ့အမတ်၄၅ချီမြန်တက်ရင်တက်ရင်မှုဒုပုံမှုကြီးဆိုင်းသူရအထေတော်ဟာကြည့်ချက်ကုကဲတယ်လို့ကန်ယူကဖော်ပြထားတာပါ။ အမတ်ရှိစစ်စင်ရေးကိုကဲမှုဌာနချုပ်ဟာတနင်္သာရီတိုင်းတဝယ်မြို့အခြေဆိုင်တပ်ရင်ဌာနချုပ်တခုဖြစ်ပြီးခမာရ၄၅ဟာလဲစကားဆရှိရဲလက်အောက်ခံတပ်ရင်ပဲဖြစ်ပါတယ်။ မူပြီးနေကမဟုတ်တဲ့တည်ရင်တွေဖြစ်တာကိုတွေ့ရမှာပါအခုလိုမျိုးနဲ့မြေအခြေအနေကိုသုံးသပ်နိုင်ခြင်းမရှိတဲ့စစ်ကောင်စီတပ်နဲ့ရင်ဆိုင်တိုက်ခိုက်ရတာကြောင့်ဒေါ်လရင်တပ်ဖွဲ့တွေအသက်အသာချက်ဖြစ်ခဲ့ပေမဲ့နင်နမိတ်ချပြီးရန်သူရဲ့တပ်ပြောင်းတက်ရွှေတာနဲ့ရိခါလန်းကြောင့်ပိုဆောင်တာတွေကိုဖျက်တော့ထားနိုင်စွဲအားနေနေသေးတဲ့အခြေအနေမှာရှိနေစေပဲလို့ပြောရမှာဖြစ်ပါတယ် ဲ့ဒီတက်စခန်းကိုစားတဲ့တိုက်ခိုက်ချိန်ကနေအပိသက်သိယူနိုင်တဲ့အချိန်စခန်းမကျဆိုရေးစစ်ကောင်စီတက်ရဲ့ထုံစံတိုင်းဂျက်ဖိုက်တာလီရင်နဲ့33ချိန်ဝိုင်းတွဲ drop bone နဲ့တစ်ချိန်ဘီလီမျိုးအချိန်ဆိုင်အမှတ်သုံးချင်းမြန်တက်ရင်ကနေလဲ155မမလက်နဲ့ကြီးနဲ့3ချိန်စစ်ကူပစ်ပေးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီအနေနဲ့လဲမပလီတိုက်ပွဲပြီးနောက်ဘီလင်းမြို့ရဲ့မြောက်ဘက်ရှိနတ်ကြီးတပ်စခန်း မလန် PGF ကဘီလင်းနဲ့ကြီအထွက်ကအချင်းသေးနှကောင်ဆစ်စင်ရေးဂိတ်တို့နဲ့ဘီလင်းတောင်ဘက်အောက်ကွင်းဒေသဖြစ်တဲ့အနိုင်ပေါ်စုတ်တုံနဲ့တစ်တို့ကျွန်းစတဲ့နေရာတွေမှာတက်ဖြတ်ထားပြီးဘီလင်းတောင်စုံလမ်းပိုင်းကိုလည်းရှောင်းသခင်ဆစ်စေးတာတွေပြုလုပ်လာတဲ့ပြင်နေမြခံတက်ရင်တက်စခန်တွေမှာလည်းအင်အားများတိုချပြီးခန့်စစ်ပြင်လာတယ်လို့သိရပါဗျ။တစ်ဖက်မှာလည်းမက်ဘလီတက်စခန်ကိုလက်လွတ်လိုက်ရပြီးတဲ့နောက်ဘီလင်းမြို့နယ်ရှိကရင်လူတို့တွေကိုအကြောက်တရားနဲ့ဖိနှိပ်လိုတဲ့အစီကောင်စီတပ်ဘက်ကကရင်တပ်ဖွဲ့တွေဝေယောင် ှန်ချေရှိတဲ့ဂျေးရွာတွေကိုလေချောင်းသုံးတိုက်ခိုက်တာတွေခက်ဆက်ဆွဲပြုလုပ်ခဲ့တယ်ကိုတွေ့ရပါတယ်မွန်မြင်းနယ်တောင်ပိုင်းကြတဲ့ရေခရိုင်မှာတော့ကြောင်လောင်းရွာတိုက်ပွဲပြီးတဲ့နောက်အခြေအနေငြိမ်သက်နေတယ်လို့ပြောရမှာပါ။ဒါပေမဲ့ရေမြွနယ်မြောက်ပိုင်းမှာတိုက်ပွဲအချို့ဖြစ်ပွားနေခဲ့ပြီးစစ်ကောင်စီတပ်နဲ့မွန်တော်လရဲတပ်ဖွဲ့တို့ရဲ့နှစ်ဖက်စစ်ရေလှုပ်ရှားမှုတွေရှိနေကြတာကိုတွေ့ရပါတယ်။ ဖေဖော်ဝါရီလ9ရက်နေ့မှာနှင်းဆောင်တရားအနေရှိစစ်ကောင်စီစစ်ဆေးရေးခိုင်နဲ့18ရက်နေ့မှာမော့ကနေရှိအမှတ်106ချီလျင်တဲ့ရင်တို့ကိုမူပြည်သက်ပါတီအေဒီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ် ဖေဖော်ဝါရီလ19ရက်နေ့မှာကွန်ဒူးရွာအနီးဖျားကုန်းနဲ့ကွန်သီးချံတစ်ခုတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုရဲဘလူးအဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ရာနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒါပြင်ရဲဘလူးအဖွဲ့ဟာဖေဖော်ဝါရီလ15ရက်နေ့မှာလည်းအယူတောင်အနီးရှိဖုန်ကြီးဆောင်တနေရာမှာတက်ဆွဲထားတဲ့စစ်ကောင်စီကင်းစခန်းတစ်ခုကိုတွားရောက်စီးနင်းခဲ့ပေမဲ့နှစ်ဖက်တိုက်ပွဲမဖြစ်ပွားခဲ့ပါဘူး။တစ်ဖက်စစ်ကောင်စီတပ်တွေဟာလည်း တရုံးစစ်စီရေးနဲ့နမည်ခံတဲ့ရင်တို့ရဲ့လုံခြုံရေးအတွက်ကင်ပုံတွေစစ်စီရေးဂိတ်တွေကိုတိုးချက်ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်။တိုးချက်ဖွင့်လှစ်လာတဲ့စစ်စီရေးဂိတ်အများစုဟာအယူတောင်တက်တဲ့အတွင်ဖြစ်ပြီးစစ်ကောင်စီရဲ့အခြေမြန်တဲ့ရင်တို့ကတော့တာဝန်ယူကြီးကြပ်နေတာပါ။အယူတောင်တက်တဲ့မှာခမရ989ခမရ343တို့အပြင်အလင်းဝင်မွေငင်းချင်းရဲ့အဖွဲ့ရဲ့ခန်းသိန်းဂိတ်နဲ့လင်းဦးဦးစီးတဲ့အယူတောင်ပြည်သူစစ်ဂိတ်တွေအပါအဝင်စုစုပေါင်း10ဂိတ်နေပါသိရှိနေတာပါ။ ခြံကနေပြန်လာရင်တို့မေးပြီရေဘလူးအဖွဲတွေကိုတွေ့လားမတွေ့လားမတွေ့ရင်လည်းပြောအောင်မယ်ဘာလို့မတွေ့ရလဲဆိုပြီးတော့ခဏကလူတွေတွေ့တယ်နင်တို့ကမတွေ့ဘူးရစ်တယ်မပေးသွားဘူးဆိုတော့ရေဘလူးအဖွဲရဲ့လှုပ်ရှားမှုကိုဦးတည်ပြီးစစ်ကောင်စီဂိတ်တွေစစ်စေးမင်းမြန်လေးရှိတဲ့အကြောင်းကိုဒေသခံတအူကပြောပြထားတာပါ လက်ရှိအခြေအနေအရမြပြင်တိုက်ပွဲတွေတိုင်းမှာအရင်နှိပ်နေခဲ့တဲ့အစင်ကောင်စီတပ်ဟာနှိပညာနဲ့အရေးသာအောင်ကြံစီနေပါတယ်။ဒရုန်းနဲ့လေကြောင်းကင်းထောက်တာဒရုန်းနဲ့ပုံကျဲတာတွေအပြင်ဒရုန်းကာကွယ်ရေးစနစ်အစစ်မြစ်တင်တာတွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ ရင်းမြစ်နယ်ចောင်းရွာဒေသခံတို့ရဲ့အဆိုအရစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အခါမှာဖြစ်စေတော်လရဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တဲ့အခါမှာဖြစ်စေဖုံးလိုက်ဖျက်တော့တာမရှိပေမဲ့ကျေးရွာမှာဖုံးဆက်လို့မရကြအောင်အရင်ကဒီလိုမျိုးမဖြစ်ဘူးခဲ့ကြောင်းရမညာနိုင်ငံရဲ့သူတည်တနာဌာနကိုပြောပြထားပါတယ်စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာဖော်ပြချက်အရဖေဖော်ဝါရီလ23ရက်နေ့တရက်တဲ့လမိုင်းမြို့ဟောင်းဖျားကုန်းနဲ့ ကနင်ကမော့ကြီးရွာတို့ရှိတော်လျက်တပ်ဖွဲ့တွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။စစ်ကောင်စီဘက်ကဒရုန်းပါဝင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံများလာနိုင်ခြေရှိတယ်ကိုတွက်ဆထားပြီးဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့သတိထားနေထိုင်ကြဖို့နဲ့ဘုံခုချင်းတွေမဖြစ်မနေတူထားကြဖို့တော်လျက်တပ်တွေတိုက်သွင်းနေကြတာပါ။ ။လီကုံကျုပ်အနေနဲ့စစ်ကောင်စီတပ်ဟာဒေါ်လန်ရဲ့တပ်ဖွဲ့တို့ရဲ့ဒရုန်းယံကာကွယ်ဖို့နဲ့တံပြန်ချင်းမုံရေတွေကိုခက်ဆက်ဆက်ပြုလုပ်လာတာဟာဘီလင်းမြို့နယ်ဖြစ်ရဟာတရကတည်းကဖြစ်ပါတယ်။မဇာမီကာလာတွင်မှမွန်ပြည်နယ်တနန်တလျာတို့စစ်ကောင်စီရဲ့စစ်စင်ရေးကိုမြင်တွေ့ရဖွယ်ရှိနေပါတယ်။အထူးသဖြင့်ဒရုန်းစစ်စင်ရေးဖြစ်ပြီးဒေါ်လန်ရဲ့အာကောင်ရာစိုက်ထိုးဘီလင်းစိုက်မရော်တံပြူစီရက်နဲ့ရေးမြို့နယ်တို့မှဖြစ်ပါတယ်။ဒါအပြင် ပြည်သူကိုအကြောက်တရားနဲ့အုတ်ချုပ်လိုတဲ့မြမစစ်ကောင်စီဟာပြည်သူနဲ့ဒေါ်လန်ရဲ့တပ်တို့အကြား သွေးခွဲဖို့ကျေလက်နေလူတို့တွေရဲ့အိုးအိမ်တွေကိုကွဲခြားခြင်းမပြုလေကြောင်းနဲ့တိုက်ခိုက်လာနိုင်ပါတယ်။ဒါကြောင့်ရဲ့ရွတ်တွေအတွင်းတောလာလှုပ်ရှားနေတဲ့အမှတ်တမ်းတပ်ပုံရုပ်ရှင်အတိုတွေကိုထိမ့်သိမ့်သိမ့်သိမ့်ထုတ်လွှင့်ကြဖို့သက်ဆိုင်ရာဒေါ်လာရဲ့တပ်ဖွဲ့တွေကိုတိုက်တွန်းလိုပြီးပြည်သူများအနေနဲ့လည်းစစ်ရေးအသည့်စစ်ရေးတရီအထူးရှိကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ ယခုတုံသက်ချက်စာရန်ကိုရမညာအင်စီကျူမှနိုင်ငံရေးသူတည်တီများရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းစုမှုကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။